ပြည်ပလုံခြုံရေးအေဂျင်စီတစ်ခုဖြစ်တဲ့ Blame Agency ကထိုင်းနိုင်ငံမှာရှိတဲ့စားလွေလုပ်ငန်းတစ်ခုမှာအလုပ်လုပ်ကင်ဖို့ပြည်ရင်းကလုပ်သား195ဦးကိုပို့ဆောင်ခဲ့ရာအဆိုပါလုပ်သားတွေဟာမဲဆောက်မြို့ကနေမြန်မာနိုင်ငံတွင်းကိုပြန်လာခဲ့ရတယ်လို့သိရပါဗျ။အခုလိုထိုင်းနိုင်ငံမှာသွားရောက်လုပ်လုပ်ကင်မဲ့မြန်မာလုပ်သားတွေဟာတရားဝင်အလုပ်သမားယာယီနိုင်ငံကူလက်မှတ်ကိုင်ဆောင်ထားပေမဲ့ပို့ဆောင်ပေးတဲ့ Agency ကတော့ကိုယ်စားလှယ်ပါဝါအထုဖြစ်နေတာကိုထိုင်းနိုင်ငံတာဝန်ရှိသူတွေကစစ်ဆေးတွေ့ရှိခဲ့တာကြောင့်လုပ်သားတွေပြန်လာခဲ့ရတာဖြစ်ပါတယ်။ နှစ်နိုင်ငံတာဝန်ရှိသူတွေညှိနှိုင်းဆောင်ရွက်ချက်အရမြန်မာရွှေပြောင်းလွတ်သားတွေကိုမြောက်ရီမြို့ကိုချစ်ကြည်တရားကနေလွှဲပြောင်းအပ်နေခဲ့ပါတယ်။ဒီလိုနှစ်နိုင်ငံတာဝန်ရှိသူတွေလွတ်သားတွေကိုလွှဲပြောင်းပေးရရာတဦးမှာမဲဆောက်မြို့မှာရှိနေစဉ်ကတည်းကထိုင်းရဲ့ဖမ်းဆီးမှုကိုခံရပြီးနောက်တဦးကတော့လုံးဝပျောက်ဆုံးနေတဲ့အတွက်တာဝန်ယူပို့ဆောင်ခဲ့တဲ့ပလဲမှုအေဂျင်စီကရှာဖွေစုံစမ်းနေတယ်လို့သိရပါတယ်။ အခုလို agency ရဲ့ကိုယ်စားလှယ် power တူကိုက်ဆောင်မှုကိုထိုင်းနိုင်ငံတာဝန်ရှိသူတွေကဇန်နဝါရီလ22ရက်နေ့မှာစစ်ဆေးတွေ့ရှိခဲ့ရပြီး agency မှတာဝန်ရှိသူကိုဖမ်းဆီးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့မြန်မာအလုံသမား195ဦးမဲဆောက်မှာရှိနေစဉ်မြန်မာတန်ရုံကအလုံသမားတန်ရာရှိဦးကျော်ကျော်လွင်ရဲ့ညွှန်ကြားမှုနဲ့တွေ့ဆုံညီနိုင်ကနိုင်ငံအတွင်းပြန်လည်ပို့ဆောင်ခဲ့တာဖြစ်တယ်လို့အလုံသမားကာကွယ်စောင့်ရှောက်ရေးတာဝန်ခံဦးမိုးကျိုးကပြောပါရယ်လက်ရှိမှာမြောက်ရီမြို့ကိုပြန်လည်ရောက်ရှိလာတဲ့မြန်မာနိုင်ငံသားတွေကိုကြောက်လုံးကြီးယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရုံမှနေရာချထားပြီးထိုင်းနိုင်ငံကိုပြန်လည်ထွက်ခွာဖို့စောင့်ဆိုင်နေစဉ်အချိန်တွင်နေထိုင်စားသောက်ကျန်းမာရေးကိစ္စအလုံးကိုပလဲမှုအေဂျင်စီကတာဝန်ဆောင်ရွက်ပေးမှဖြစ်တယ်လို့သိရပါရယ်